တိုင်းပေါင်း2000ကျော်တန်ဖိုးရှိရဲ့ရွှေတုံးများဖမ်းမိမင်္ဂလာပါ audio wise စောင်းနိုင်ကနေကြိုးစားပါတယ်ဒီခုတစ်ခါမှာတော့ level media group ကနေတင်ထားတဲ့ဂိုင်းနိုင်ဒေတာကြီးကလေးမျိုးလေးစိတ်တွင်တန်ဖိုးငွေချက်တိုင်းပေါင်း2000 3000ကျော်ရှိရွှေတုံး26တုံးဖမ်းဆီးရမိဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြည့်ပါဦးခင်ဗျာ sky night ဒေတာကြီးကလေးမျိုးလေးစိတ်တွင်တန်ဖိုးငွေချက် တရုတ်၁၆တောင်းတောင်းရတမ်းမရှိတဲ့နိုင်ငံပိုင်းသတင်းစာများတွင် ဖော်ပြထားပါတယ်။စကိုင်းနိုင်ဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်စကိုင်းတိုင်းဒေသကြီးတရားမဝင်ကုန်သွယ်မှုတိုက်ဖြတ်ရေးအထူးအဖွဲ့၏စီမံခန့်ခွဲမှုဖြင့်တာဝန်ကျပူးပေါင်းအဖွဲ့အားဆစ်ဆဲခဲ့ရာကလေးမြို့ကလေးလေစိတ်၌တရားဝင်စာရွက်စာတမ်းအထောက်အထားတင်ပြနိုင်ခြင်းမရှိသည့်ရွှေတုံး 16ပဲ26တုံးပါဝင်ချွေးတဲ့ပစ္စည်း၄မျိုးစုစုပေါင်းခံမှန်းတံပုံးဝေဝေကျက်သိန်းပေါင်း2300ကျော်တံပိုးရှိတဲ့ပစ္စည်းများကိုဖမ်းဆီးရမိခဲ့ပြီးမြမတတုရင်းဥပဒေနဲ့အညီအရေးယူဆောင်ရွက်လျက်ရှိသည်ဟုနိုင်ငံပိုင်သတင်းများမှ ဖော်ပြထားပါတယ်